GB မှာတော့ chapter 4 diseases in uh spans and animals ရဲ့ဒီမှာဒီတရိစံနေမှာဖြစ်တဲ့ပေါ့နော်မကုဆတ်နေတဲ့ယောဂါတွေက cardiovascular disease အကြောင်း solution ပြမှာဖြစ်တယ်ဒီ cardiovascular disease မှာအရှိပိုင်းမှာကအဲ atheroma formation ကြောင့်ရှင်းပြခဲ့ပြီဒီမှာကဘာလဲဆိုရင် angina ဆိုတဲ့အဲနှလုံးအောင့်တဲ့အကြောင်းကိုရှင်းပြမှာဖြစ်တယ်ပါဒီမှာဆိုရင်ပေါ့နော်ဒီခန်းမှာဆိုရင် atheroma formation ရှိမယ်အဲ angina ရှိမယ် angina ဆိုနှလုံးအောင့်ခြင်းရှိမယ် သွေးကဲဖြစ်ပေါ်ခြင်းနှလုံးအောင်ခြင်းနောက်တစ်ခုဟာဖြစ်ရှိမလဲဆိုလို့ရှိရင်အာနှလုံးအာနှလုံးအမောဖောက်ခြင်းအဲနောက်နှလုံးအမောဖောက်ခြင်းရှိမယ်နောက်တစ်ခုဆိုရင်ဒီဒီပေါ့နှလုံးအမောဖောက်ခြင်းနဲ့နောက်နှလုံးယောဂါတွေအကြောင်းပေါ့နော်ဆက်ပြီးရှိမယ်နောက်တစ်ခုတစ်ခုကြာရင်ပါရှိအောင်လဲဆိုလို့ရှိရင်အော်နှလုံးယောဂရဲ့ဒီလက္ခဏာအကြောင်းပေါ့နော်အဲအကြောင်းရှိမယ်အဲနှလုံးဖောက်ခြင်းဖြစ်စေတဲ့လက္ခဏာအကြောင်းရှိမယ်နောက်တစ်ခုကပါလဲဆိုရင်အဲဒီ ဒီတွေး6ရောက်ဒီမှာတွေးခဲ့တဲ့အကြောင်းလို့ပေါ့နှစ်ကြောင်းနဲ့ဆိုပြီးတော့အပိုင်းနေခွဲထားတယ်ပေါ့နော်ဒီဘိုင်းမှာဘာပြောွားခြင်းလဲဆိုလို့ရှိရင် engineer ဆိုရယ်ဒီနှလုံးအောင်တဲ့အကြောင်းကိုရှင်းပြပေးသွားမှာဖြစ်သွားတယ် engineer နှလုံးအောင်ခြင်းမှာဆိုရင် plate ဆိုတာဒီကရှိမှာပြောခဲ့တဲ့ဒီ cardiovascular disease မှာပြောခဲ့တဲ့ဒီတွေးခဲ့ရဆိုလို့ရှိရင် pain အတိဆောက်ပါတယ်တဲ့ slowly ဆိုတာဖြည်းဖြည်းချင်းတိဆောက်တယ်မမဆို in the coronary artery နှလုံးသွေးကြောနှလုံးသွေးကြောဆိုတာဒီဘယ်သွေးကြောဆိုဒီအာဒီ အဲအရှိမပြောခဲ့ကာဗနာစီလိုမျိုးနှလုံးသွေးကြောအကြီးစားကြီးတွေမဟုတ်ဘူးအဲ့လိုအကြီးကြမှာဒီနှလုံးမှာကက်လျက်ရှိတဲ့နှလုံးသွေးကြောတွေနှလုံးမှာကက်ပြီးရှိနေနှလုံးသွေးကြောတွေမှာတဲ့ဘာလို့ spy ဖြစ်မလဲဆိုဖေးတဲ့ဒီ plate သွေးပြားတွေကဖေးတဲ့တိဆောက်ပါမယ် slowly အာဖြည်းဖြည်းချင်းတိဆောက်ပါမယ်ဒါဆိုအရှိမပြောခဲ့ကြပါလေနှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေတော်တော်များများ ဟာဘယ်ကနေစာအက်ထရိုမာဖော်မေးရှင်းကနေစာဟုတ်ပြီဒီအင်ဂျင်နာကလည်းဘယ်ရလာဆိုအက်ထရိုမာဖော်မေးရှင်းကနေလာတာပဲဖြစ်တယ်ဒါလည်းပါလေအက်ထရိုမာဖော်မေးရှင်းကနေလာတာပဲဖြစ်တယ်ဆိုင်ရအက်ထရိုမာဖော်မေးရှင်းကနှလုံးယောဂအတိုင်းမှာဖြစ်လေဖြစ်တာရှိရဥစ္စာမျိုးဟုတ်ပြောတာဖြစ်တယ်သူအကြောင်းရင်းကိုပြောတာဖြစ်ပြအင်ဂျင်နာတို့ဟက်အက်တက်တို့ကဒါကအင်ဂျင်နာဟက်အက်တက်နော် paralysis ဖြစ်တာတို့ဖတ်မျိုးရပါလဲဆိုပြီးဒီယောဂါတွေယောဂါတွေအကြောင်းဆက်ပြီးပြောတာဖြစ်တယ်အင်ဂျင်နာဆိုရင်ဒီနှလုံးအောက်ချက်ဆိုရင ဒီသွေးကဲပြားတွေကဒီနှလုံးသွေးကြောမှာတဖြည်းဖြည်းနဲ့တိဆောက်လာတဲ့အကြောင်းဖြစ်တဲ့ reducing reducing ကရှော့ချရတဲ့ blood flow သွေးစီးခြင်းအဲ့လိုတိဆောက်လာတဲ့အကြောင်းပါလေသွေးစီးခြင်းကိုရှော့ချပဲဘယ်လိုလဲဆို to the pass of the head နှလုံးရဲ့အစိပ်ပိုင်းတွေစီသွေးစီးခြင်းကိုရှော့ချပေးတယ်အဲပြီးတော့ beyond the platelets ဒီနှလုံးရဲ့အဒီပေါ့သွေးကဲတွေအနောက်ကိုအနောက်မှာရှိတဲ့နှလုံးဒီခန္ဓာအနောက်မှာရှိတဲ့နှလုံးကြက်သားတွေစီကိုသွားတဲ့သွေးလမ်းကြောင်းတွေကို သူကရှော့ချပြီးရဲ့ဒါမှပြောရမယ်ဆိုလို့ရှိရင်ဒီမှာပေါ့ဂျင်နာမှာညာတညာညမနေတည်တယ်မှဆိုရင် तू อ่ะအဲ့ဟိုသွေးရသွားရဆိုပါဆိုဒီမှာသွေးခဲတွေကအာသွေးသွေးခဲတွေကပိတ်သွားတဲ့ကြောင့်ကြီးအနောက်ဘက်ကိုဗာလဲသွေးတွေကမသွားနိုင်တော့ဘူးအလွယ်တကူမသွားနိုင်တော့ဖြစ်သွားတယ်အဲဒီကဘာပြောလဲဆိုရင်ဒီသွေးခဲတွေပိတ်ထားတဲ့အနောက်ဘက်ကိုသွေးတွေကမရောက်လာနိုင်တော့ဘူးဆိုတဲ့အကြောင်းရှင်းပြထားတာအဲ့ကိုရောက်မဲ့သွေးစည်းလမ်းကြောင်း ဘာပြော reducing သူက short ချပြလိုက်တယ်တဲ့။မှန်ပြောဗာနဲ့တူလဲဆိုလို့ရှိရင်မြည်ရင်စစ်စစ်နေချိန်မှာတချမ်းကနေတဖြည်းဖြည်းအာပိတ်ပိတ်ပိတ်လာတယ်ကြောင့်ဒီစစ်စစ်နေအပေါက်ကနှေးလာဒီဘက်မှာရေတွေကနဲလာဒီဘက်မှာရေတွေတဖြည်းဖြည်းနဲ့နဲလာဒီဘက်မှာပဲရေတွေပုံပြီးတော့ချိန်နေအောင်နော်ဒီဘက်ကိုရေရမှာသွားနိုင်တယ်အဲ့လိုဖြစ်တာပေါ့နော် offense symptom ဒီပုံမှန်ဖြစ်လို့ဖြစ်တာရှိရဲ့လက္ခဏာရာဆိုရင် first note သူ့ကိုသတိထားမိပါတယ် joint exercise ဒီကြိမ်ကလုပ်တဲ့အချိန်မှာသူ့ရဲ့လက္ခဏာတွေကိုသတိထားမိနေရှိပါတယ်တဲ့ဟာ when the cardiac muscle အဲ့လိုမျိုးလေ့ကျင့်ကလုပ်တဲ့အချိန်ဆိုတာပါ exercise ဆိုတာပါလဲဆိုရင်တဲ့အာ cardiac muscle နှလုံးကြွက်သားက is walking အလုံးလုံးတဲ့အချိန်ဖြစ်တယ်တဲ့ခါတာဆိုတာပြင်းပြင်းထန်ထန်နှလုံးကြွက်သားအလုံးလုံးတဲ့အချိန် needs more oxygen oxygen ပိုလိုအပ်တဲ့အချိန်ဖြစ်တယ်တဲ့အဲ့ဒါပါလဲဆိုရင် exercise exercise ဆိုတာ အာနှလုံးကြက်သားကံတွေပို့ပြီးအလွတ်လွတ်ရခြင်းအောက်ဆီဂျင်ကိုနှလုံးကြက်သားရပို့ပြီးလိုအပ်တဲ့အချိန်ဖြစ်ပါတယ်အဲ့လိုလိုအပ်တဲ့အချိန်မှာဒီယောဂလက္ခဏာကိုအာဒီယောဂလက္ခဏာကိုသတိထားမိလေပထမဆုံးစောစောလေးသတိထားမိလေရှိသည်ရှိပါတယ်တဲ့နေရိုကိုရိုနာရီအာထရီဒီကျင်းမြောင်းနဲ့နေရိုလို့သူကကိုရိုနာရီအာထရီလို့ဘာလို့ပြောလဲဒီပလေးလက်တွေကဒီကိုရိုနာရီအာထရီမှာအာမခဏမြည်ရစီတယ်လို့ပဲဗောနော်ဒါ coronary artery လို့ဒါ coronary artery ပေါ့ဒါ coronary artery ဆိုရင်တဖြည်းဖြည်းနဲ့ဒီဘက်မှာပိတ်လာတဲ့အတွက်ကြောင့်ဖြည်းဖြည်းနဲ့ဒီဟာကဗာလဲ narrow wall narrow ဆိုတာကချင်းမြောင်းလာပထမတော့ရှိရဒလောက်လောက်ရှိမယ်ဆိုလို့ရှိရင်ချင်းမြောင်းရတဲ့အတွက်ကြောင့်ဗာလဲဒလောက်လောက်ပဲရှိတော့အဲအဲ့လိုမျိုးပေါ့နော်ချင်းမြောင်းသွားတယ်ဒီနေ့လုံးသွေးကြွားဆိုရင်နဲ့ခံတော့ဆိုတာမလုံးနိုင်တော့ supply မထောက်ပံ့နိုင် enough oxygenated blood အဲ့နဲ့ဆိုတာလုံလောက်တဲ့ဘလို့ဆိုသူကိုပေးရင်ပေးရမယ်ပေါ့နော်အမှန်ပြောသွေးကြော အပြည့်ရှင်တော့အလိုအပ်တလောက်ကိုသူအပြည့်တွေးရလာမယ်မိုးပဲနဲ့အနက်အောက်ဆီဂျင်နေတဲ့အပုံမှန်အပြည့်ဆိုရင်တော့လူကတွေးကဟိုဘက်မှာဆိုနည်းနည်းပဲလိုရဲဆိုမှဒီဒီပေါ့လေ့ကျင့်ခန်းနေတအားလောက်ရတဲ့အချိန်မှာဆိုသူ့ရဲ့အတက်နိုင်ဆုံးရှိတဲ့လောက်အကုန်လုံးသူလိုအပ်လာအဲ့လိုမျိုးအချိန်မှာဆိုရင်လိုအပ်တဲ့အချိန်မှာအနက်ဆိုလုံလောက်တဲ့အအောက်ဆီဂျင်နေတဲ့အောက်ဆီဂျင်ပြည့်ရနေဖလက်တွေးကိုအာမှန်မှန်အောက်ဆီဂျင်ကိုလိုအပ်တာဒါပေမဲ့ပါလေသွေးရအောက်ဆီဂျင်ကိုတည်ဆောင်ပြည့်သွေးနဲ့နဲ့ပဲသွားရင်အောက်ဆီဂျင်တည်တဲ့ဟောပဲတည်ဆောင်ပေးနိုင်အဲကြောင့် အောက်ဆီဂျင်ပြောင်းနေတဲ့သွေးကို လုံလောက်တနက်လုံလောက်အောင်ခန်းတော့ဆပ်လာမလုံဆောင်ပေးနိုင်တော့ဘူးလေပေါ့။တဖြည်းဖြည်းသွေးရဲ့သွားမယ်လမ်းကလည်းနေလာသွေးရမစည်းစင်းနိုင်တော့ and the head နှလုံးကနှလုံးအဟက်မဆင်နှလုံးကျက်သား resort ဆိုတာကပြောင်းလဲပါတယ် anaerobic respiration အောက်ဆီဂျင်မပါဝင်တဲ့ respiration အစာချက်လို့ကျုံပြောင်းလဲပါအဲ့ဒါဘာလို့လဲဆို anaerobic respiration အဓိကဘာမှဖြစ်လဲဆိုလူကခန္ဓာကိုယ်မှာ အာအပြင်းနဲ့အလှူရှားမှုတွေလောက်ရတယ်အပြင်းနဲ့အလှူရှားမှုတွေလွန်ရတဲ့အခါမှာဒါကြောင့်အောက်ဆီဂျင်ကမထောက်ပံ့နိုင်တော့တဲ့အခါမျိုးရှိတယ်အဲ့လိုဆီဂျင်မထောက်ပံ့နိုင်ခင်တော့တဲ့အခါမှာရေတိုအနေနဲ့ဒီခန္ဓာကိုယ်မှာရှိတဲ့ဒီစာတွေကနေစာတွေကနေစွမ်းအင်ကိုရယူတာမဟုတ်ပဲနဲ့ရှိနေပြီးသားကြွက်သားတွေကိုဖျက်ဆီးပြီးတော့ကြွက်သားတွေကတဆင့်အဲသူကအစာခြေဖြတ်ပြီးတော့စွမ်းအင်ရယူတဲ့ဥစ္စာရှိပြီးသားကြွက်သားရှိပြီးသားတူလောင်ပြီးသားအစီရ ရယူရတာမျိုးဖြစ်တယ်အဲ့ဆိုမှခန္ဓာကိုယ်ရှိပြီးသားဟာနေပိုပြီးဆုံးရှုံးနေပြီးတော့သူကဒီအစာချက်လုတ်ခြင်းဒီဇဝကာမဖြစ်စဉ်ကိုသူကရယူရဖြစ်တယ်သူကနေဘာဖြစ်လဲဆိုတော့အောက်ဆီဂျင်အောက်ဆီဂျင်ကိုမယူရရပြောသူကကာဗွန်ဒိုင်အောက်ဆိုက်အလွန်ကျွန်ထွက်တယ်အောက်သူမှာထွက်ရင်ကာဗွန်ဒိုင်အောက်ဆိုက်ပဲအလွန်ကျွန်ထွက်တယ်အမှန်ပြောလူကအောက်ဆီဂျင်လိုအပ်တယ်အောက်ဆီဂျင်ကနေမှာအစာချက်မယ်အစာချက်ပြီးတော့ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်သူမှာကျတော့ဘာဖြစ်လဲဆိုရင် အာဂျီပဲအားသုံးရကျတော့ကာဗွန်အောက်ဆိုက်တအားထွက်ဒါလည်းမျိုးပေါ့နော်အမလဲဆဲအရန်ပါတယ်ပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုအစိတ်အစိတ်ပြင်တာပေါ့ပေါ့အသက်ရှင်ပြိုက်ပြီးတော့ဒုက္ခဖြစ်စီအဲ့ဒါအန်ဒီဖြစ်စီပေါ့နော်အဲ့ပါကြောက်တဲ့နှလုံးမှာဆေးရပါလေအန်နိုဘစ်ရက်စပီရှင်ပြီးတော့အဲ့ဒါကနှလုံးကိုလည်းထိခိုက်မှုအရန်ဖြစ်ဒီအောက်ဆီဂျင်မပါဝင်တဲ့ဒါအရေးပေါ်အခြေအနေတွေပြောလုပ်လိုက်ရအောင်နော်အောက်ဆီဂျင်မပါဝင်တဲ့အစာအဲဇီဝကံမှာဖြစ်စီကိုလုပ်တယ်တဲ့ this cause အဲ့ဒါဖြစ်စီပါ a gripping pain ဆိုတာ မခံမရ grip ဆိုတာမခံမရနာ face ဆိုတာနှာကျင် in the chest ဒီ chest ဆိုတာရင်ဘက်မှာဘောဆိုနှလုံးကဘာမှရှိတယ်ရင်ဘက်မှာရှိရဟုတ်ရင်ဘက်ရဲ့ဖယ်ဘက်မှာရှိဖယ်ဘက်မှာရှိတယ်ဆိုဒီလက်ဝဲဘက်ဖယ်ဘက်မှာရှိရ in the chest ဒီရင်ဘက်မှာ gripping pain မခံမရနာ pain နှာကျင်မှုဖြစ်စေတယ်တဲ့ဒီ anaerobic respiration ဖြစ်လာခြင်းကမခံမရနာနှာကျင်ဖြစ်စေတယ် they can extend ပြန့်စေတယ်ဘယ်လိုပြန့်သွားမလဲဒီနှာကျင်မှုကဖယ်ပြန့်သွား to the ends နှမောင်း အဓိကအဖြစ်ဘယ်ဘက် particular အဓိကအဖြစ်လဝဲဘက်ချမ်းလဝဲဘက်ချမ်းမှာရှိအဓိကပါလေလဝဲဘက်လက်မောင်းဆိုဒီဘက်ပေါ့လဝဲဘက်လက်မောင်းကိုဒီဘက်ပြောင်းပြန်ပြင်နေပေါ့နော်လဝဲဘက်လက်မောင်းကိုအဓိကဖြစ်စဉ်နောက်တစ်ခုပါဂျော်မေးယိုးဒီမေးယိုးမှာလည်းမေးယိုးနဲ့လေသူကဆက်နေမေးယိုးကသွေးကြောနှလုံးသွေးဂျော်မေးယိုးမှာလည်းဖြစ်တယ်နောက်ခုပါဖြစ်လာလေဆိုရင်နှလုံးကအောက်ဆီဂျင်လုံလောက်ဆောင်ပို့နိုင်တော့ဘူး ်အောက်ဆီဂျင်မပါတဲ့ဒီရွာကမှာဖြစ်စင်အောင်လုပ်ရပြီဆိုတော့ဗာလဲ breathlessness အသက်ရှူတာခက်ခဲတာပါဗာဖြစ်လာစီပါအဓိကပါလဲဆိုရင်ကျွန်တော်ကိုကြောဒီခန္ဓာကိုယ်မှာဒီအောက်ဆီဂျင်ကိုလုံလောက်စွာမပို့နိုင်ဘူးမပို့နိုင်ဘူးလို့ပြောအသက်ရှူတာပါခက်ခဲလာတယ်တဲ့ the symptoms of the angina ဒီနှလုံးအောက်ခြင်းရဲ့ symptom လက္ခဏာတွေဆိုလို့ရှိရင်တဲ့အ subside တစ်ချက်ပြောင်းခြင်းွားလေးရှိတယ် once exercise တော့အဲ့လိုလေ့ကျင့်ခန်းလောက်တာပြင်းပြင်းနဲ့လှုပ်ရှားမှုလောက်တာရက်သွားရင်တစ်ခါပြောင်းကျင်သွားလိမ့်ရှိရဲ့တဲ့ but ဒါပေမဲ့ experience ဒီအတွေ့အကြုံဒီဖြစ်လေ့ကျင့်ခန်းလောက်ထဲမှာခံစားလိုက်ရတဲ့အတွေ့အကြုံ is painful အလွန်ကိုမှနှာကြည်ပြင်းထန်ပါတယ် frightening ကြောက်ဖို့ကောင်းပါတယ်အလွန်ပြင်းထန်တယ်ပေါ့နော်အရင်မော်ပြီးဟိုက်ပြီးတော့အလွန်ပြင်းထန်တာဖြစ်အဲ့ဒါကဘာကိုပြောချင်တာလဲဆိုလို့ရှိရင်အကယ်၍လူတယောက်ကလေ့ကျင့်ခန်းပုံမှန်ကျမ်းမာကြော်လေ့ကျင့်ခန်းပုံမှန်လုပ်မယ်ဆိုလို့ရှိရင် ကွန်မန်တိုင်းမောတယ်အဆင်ပြေသွားမယ်ဒါပေမဲ့ဒီအင်ဂျင်နာဖြစ်နေတဲ့သူနှလုံးမှာ အစီသွေးခဲခြင်းကြောင့်နှလုံးအောင့်ခြင်းဖြစ်တယ်ဆိုရင်တော့အဲ့ဒီဥစ္စာကသိမလို့ကြည့်လို့ဆိုတာပြင်းထန်နာခြင်းနဲ့နာနာခြင်းကြီးခံစားရတယ်ထိတ်လန့်စွာခံစားရတဲ့အတွက်ကြောင့်တဲ့ဒီလက္ခဏာကတော့ဒီ S ဒီဒီဂျစ်ကန်လောက်ကြည့်လို့ခဏရက်လိုက်ရင်ခဏနာလိုက်အဲရက်သွားရင်ကောင်းသွားမယ်ဆိုပေမဲ့ ဆိုလေ့ကျင့်ခန်းအကြိုင်မလုပ်နိုင်ဘူးလေ့ကျင့်ခန်းနည်းနည်းလုပ်တာနဲ့အဲ့နှလုံးအောင်ခြင်းကဖြစ်မခံမြဲနိုင်အောင်ဖြစ်မယ်ဆိုပြီးတော့ပြောတာပေါ့နော်အဲ့လိုပြောဖြစ်ပါတယ်ဒီပိုင်းမှာတော့အင်ဂျင်နာအကြောင်းကိုပဲအာရှင်းပြပြီးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုကြည့်ပြီးလို့ရှင်တစ်ခေါက်ပြန်ဖတ်ပါပြန်ဖတ်ပြီးတော့ရင်းအောင်စူးစမ်းပါဘာဖြစ်လဲဆိုတော့အာဒီအင်ဂျင်နာဆိုပြီးတော့တစ်ပိုင်းမေးတတ်တဲ့အင်ဂျင်နာနဲ့အာကာဒီအာအရှိမပြောခဲ့တဲ့အာ အတူဖော်အတူမအတူမ formation နဲ့လည်းအတူ sclerosis ဒီကအတူမ formation မဟုတ်အတူ sclerosis နဲ့လည်းတွဲပြီးတော့မေးလေးရှိပါတယ်။အဲဒါကြောင့်တွဲပြီးတော့၄ချက်လုံးလည်းရတယ်ဒီမှာ the five ပေါ့နော်အင်ဂျင်နာကိုတပုံးနေနဲ့အာဖော်ချက်ပြောခွဲပြောအကောင်းဆုံးနဲ့၄ချက်မယ်ဆိုလည်းရပါတယ်။အာ revision လည်းပုံမှန်လုပ်ပါဘောနော်အကဲဒီ video နဲ့ပတ်သက် machine လာရှိရဆိုရင် comment မှာ mark ခဲ့ပြီးလို့ရတယ်။အဓိကကဘာလဲဆိုသူအပိုင်းပိုင်းနေဖြစ်ကြောင်းခွဲပြီးတော့လုပ်ပြရဖြစ်တယ်။အာအားလုံးကျေးဇူးတင်ပါတယ်။